အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါတယ် Champion ပြိတ္တတိအားလုံးမင်္ဂလာပါ Manchester United အသင်းက Brian Ambuemo အပြောင်းရွှေ့ကိုသူတို့အနည်းဆက်ဆုံးဖြစ်လာသည့်တိုင်အောင် Christopher Ankuku ကိုပါဆက်သွယ်မှုပြုလုပ်ထားတဲ့အကြောင်းဒါ football.london မှာရော British Media တွေအများစုမှာဖော်ပြထားတယ်ဆိုတော့ဒီနေရာမှာ Chelsea ပြိတ္တတိနဲ့အသင်းပိုင်ရှင် Topoli က ပိတ်တက်တီနဲ့သူတို့ကြားမှာ confuse ဖြစ်နိုင်တဲ့အပြောင်းရွှေ့တွေကိုတောက်လျှောက်ဖန်တီးနေတယ်။ Chelsea ပိတ်တက်တီကအခုလက်ရှိမှာပိုင်ရှင်နေဖြစ်တဲ့ Topoli နဲ့ Atbali ကိုလူတွေအများကြီးဝယ်တာထက်တကယ်လိုအပ်နေတဲ့နေရာတွေကိုသူတို့ကဝယ်စီချင်တယ်။ဒါပေမဲ့မနေ့ကမနက်ပိုင်းမှာနေ့လယ်ပိုင်းမှာပေါ့လေ David Onsen ရဲ့ breaking news မှာ Chelsea ကအသက်20ရွယ်ရှိတဲ့ Jimmy Gantes ကို Borussia Dortmund ကဝယ်ဖို့သဘောတူလိုက်ပြီ။ ကစားမကချယ်ဆီကို9နှစ်စာချုပ်2032ခုနှစ်ပြီစာချုပ်ချုပ်ဆိုမဲ့ကလပ်ဝေါ်ကပ်ပြီးတာနဲ့ဘရစ်ရှ်ဒော့မန်အသင်းကနေချယ်ဆီကိုပြောင်းရွှေ့လာမှာဖြစ်တယ်ပြောင်းရွှေ့ခြင်းကတော့တန်90ပေါ့လေပေါင်တန်90ဒီရှိမယ်ဒီပြောင်းရွှေ့ကကလပ်ဝေါ်ကပ်မတိုင်ခင်ပထမအကြိမ် transfer window 10ရက်အတွင်းထဲကသဘောတူညီမှုလီးပါဖြစ်ခဲ့ပြီးမှပြောင်းရွှေ့ပြက်ပြဲခဲ့တဲ့ဒါ deadline ကျော်သွားတဲ့အတွက်ကြောင့်နောက်ဆုံးမှာဒီချိန်ထိစောင့်ခဲ့တဲ့အခုကလပ်ဝေါ်ကပ်ပြီးရင် ဂျီမီဂင်ဒက်စ်ကချယ်ဆီကိုရောက်မယ်ဆိုတော့နီးပြအန်ဇိုမာစကာပြောထားတယ်သူ့ဘက်ကမီကလိုမိုဒရစ်မရှိတော့ဘူးဂျေဒန်ဆန်ချိုမရှိတဲ့တောင်ပံနှစ်နေရာအတွက်လူပြန်ဖြည့်ပေးဖို့လို့ပြောထားတိတိုင်အောင်ချယ်ဆီပြည်သက်တွေတော်တော်များများကကလပ်တကယ်လိုနေတာစထရိုက်ကာနဲ့စန်တဘက်လိုတာဖြစ်ပြီးတော့ဒီနေရာတွေကဖြည့်ရှင်းလို့ရတယ်လို့ယုံကြည်နေတယ်ဒါမဲ့လည်းအခုလောလောဆယ်အနေထားရာဂျီမီဂင်ဒက်စ် အပြင်ချယ်ဆီကအခုဖမ်ဘီယက်ရဲ့လူငယ်တောင်ပံကစားပါအက်စတာဖိုဝီလျံဆိုတဲ့ချက်တိတ်လေးရှိသေးတယ်ဒီတော့အဲ့ချက်တိတ်လေးကတကယ်ကောင်းတယ်နော်အာအင်တာမိုင်အမီနဲ့ကစားတဲ့ပွဲမှာရောကလပ်ဝေါ်ကတ်၃ပွဲမှာပထမဆုံးပွဲစဉ်မှာသူဒုတိယပွဲမှာသူမန်တော့တမရှားတယ်တကယ်ရည်သွေးရှိတဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားသူဖြစ်ပြီးတော့တော်တော်လေးကိုခြေနဲ့ဆရာကောင်းတဲ့ performance ဘယ်ညာတောင်ပံနှစ်ဖက်ကစားနိုင်တယ်ဘရာဇီးလ်ရေးစဉ်အသင်းမှာအက်စတာဗီယိုကိုအိုက်ကောင်လေးကိုကာလိုအန်ချယ်လိုတီက ဒါ Rafinha မကစားနိုင်တဲ့အချိန်မှာတော့ဦးစားပေးနေတဲ့သူ့ကိုတုံးသွားတာဆိုတော့ Chelsea ကအမှန်တိုင်းပြောရင်အဲ့တောင်ပိုင်းဘက်ကရှိကိုရှိတယ်သူကဘယ်ညာနှစ်ဖက်လုံးကစားနိုင်တယ် Pedro Neto လိုမျိုးနှစ်ဖက်လုံးကစားနိုင်တယ်အဲ့မဲ့ဘာကြောင့်လဲမြင်သူကအခု Jimmy Gindes ကိုထပ်ခေါ်လိုက်တော့သူတို့အိုက်တောင်မန်ကနှစ်ဖက်ဟိုချာတိတ်ဘရာဇီးချာတိတ်လေးရဲ့အခု Gindes ကရပြီးတော့မှဒီ Neto ရဲ့နောက် Nonni Matuidi ရဲ့အခုဒီနေရာမှာခုနပြောတဲ့ Christopher Ankuku ကို မန်ချက်စတာယူနိုက်တက်ကလိုချင်တယ်ဆိုတဲ့သတင်းတွေကြားမှာချက်စီဘက်ကဘာလုပ်လဲဆိုတော့ဂါနာချိုကိုပြန်ပေးဖို့တောင်းတယ်ဂါနာချိုကိုသူတို့ရမယ်ဆိုရင်အန်ခူခူကိုမင်းတို့ယူလိုက်ငါတို့ဂါနာချိုကိုယူမယ်အဲ့လိုပုံစံမျိုးနဲ့ချက်စီကလုပ်တယ်ဆိုတော့တစ်ဖက်မှာကျွန်တော်ချက်စီဘက်ကကျွန်တော်နားမလဲတဲ့အချက်ကဒီလောက်အများပြတဲ့ချက်တိတ်ပေါ့လေအခုလက်ရှိမှာချက်စီကဝီလျံအက်စတာဗီယိုဆိုတဲ့ချက်တိတ်လေးရှိတယ် ဂါနာချူကိုသူတို့ထတ်ခေါ်မယ်ဆိုရင်ဂျီမီဂင်ဒက်စ်လည်းရှိတယ်နော်နီမာဒူရီကီလည်းရှိတယ်နက်တိုလည်းရှိတယ်ဆိုတော့ကျွန်တော်နားလည်ထားတာကနော်နီမာဒူရီကီကိုအာစနယ်အပါဝင်ကလပ် AC မီလန်နဲ့ကလပ်3သင်းလောက်စေဝစားတယ်သူတို့ကတန်း90တတ်မှတ်ထားတယ်တကယ်တော့ချယ်ဆီလိုတာစတရိုက်ကာခုကကလပ်ဘက်ကဂျက်ဆင်ကိုမရောတော့ဘူးဒီတိုင်းဆိုရင်နီကလက်ဂျက်ဆင်နဲ့နောက်တစ်ဖက်ကဒီလီယန်ဒီလက်ကိုဂျူအယ်အတက်ပုံစံမျိုးသူတို့စဉ်းစားထားပြီးတော့သူတို့အရင်မှာ ဂျော့ရှိမယ်ဂျော့ကအဆုံထွက်သွားလို့ရတယ်ဆိုတော့အခုဒလောဆယ်နေတာကချက်စီကအဲ့ပုံစံသွားနေတယ်ချက်စီပြည့်တတ်တယ်ဘလို့မင်းလဲဂျီမီဂင်ဒက်စ်ရောက်မယ်အဲတစ်ဖက်ကဝီလျံအရှာဗီကိုလည်းရှိရောက်လာမယ်အဲ့နေရာမှာဒီတစ်ဖက်ကနက်တိုရှိမယ်ဒီချိန်ထဲမှာနွန်နီမာတီဗီကိုရောင်းရင်တော့ပြဿနာမရောက်ခဲ့ဘူးဆိုရင်ဒီတောင်မှလိုပါ့မှာ ကျွန်တော်တို့မှန်တမ်းပြောရင်တော့ striker position ဒါပေမဲ့လည်းတို့ကအန်ကူကူတက်အစားပြန်ရမယ်ဆိုတဲ့အချက်ကလည်းတို့တို့မဆိုးဘူးလေဒါပေမဲ့ကျွန်တော် Chelsea ကို address လုပ်ချင်တဲ့က center back position နောက်ဆုံး striker မခေါ်ရင်ပြ Dilan နဲ့ ဒီ Jackson အလဲကြတော့ striker ပါအခု Maggie လို့ပါတော့ George လို့ထပ်သုံးလို့ရတယ်ဒါပေမဲ့ center back ကိုခေါ်ပါအခု Lawrence မှာ Chelsea ကဂိုးသမားလုံးဝမခေါ်ဘူးဆိုတဲ့အတွက်ကြောင့်သူတို့တောင်းပန်ကလည်းအခုတော့ရောက်မရောက်နှစ်ယောက်တောင်ရောက်သွားပြီရောက်အရင်နဲ့ရောက်ပြီးသား chat တိတ်လေးမြင်ဒါမှမဟုတ်ကျွန်တော်တို့ကကွန်းလေက Santos တို့ပါတို့ chat တိတ်လေးအများကြီးမရှိဘူး Chelsea ကအခု Banchewe အပါဝင်ကစားမ9ယောက်ကို transfer marketing ထားတယ်ဆိုတော့ နော်နီမာထူရီကေကိုတန်း90နဲ့လက်လွတ်ဆုံးရှုံးနိုင်ပွဲရှိပြီးတော့ချက်စီကစထရိုက်ကာမဝဲတော့ဘဲနဲ့ဒါလက်ရှိမှာတောင်ပန်နှစ်ယောက်နဲ့ခံစစ်တောင်အားဖြစ်နိုင်ပွဲရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်